လက်ရှိပြည်တွင်းရွှေဈေးကကမ္ဘာရွှေဈေးနှုန်းနဲ့ရှင်ရင်တစ်ချက်သားကိုကျပ်တစ်သောင်းနီးပါးရော့ကျနေတဲ့အတွက်ဈေးကွက်ထဲမှာဝယ်လိုအားနဲ့ရောင်းလိုအားကဗက်မြနေတယ်လို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကပြောပါတယ်။ဥတိုက်စင်သတင်းပေးပို့ထားတာပါရှင်။ပြည်တွင်းရွှေဈေးကအော်တိုဘာလ15ရက်နေ့မှာအကဲသမီးတစ်ချက်သားကိုကျပ်7သိန်းကျော်အထိအမြင့်ဆုံးရှိခဲ့လို့ကမ္ဘာရွှေဈေးကလည်းတောင်းအောင်စားကိုအမေရိကန်ဒေါ်လာ1183ဒေါ်လာအထိရှိခဲ့တာပါ။ဒီကနေ့အော်တိုဘာလ16ရက်နေ့မှာတော့ ကမ္ဘာရှိသေးကနိုင်ငံကြဆင်းမှုရှိခဲ့တယ်လို့ပြည်တွင်းရွှေဈေးကလည်းလိုက်ပါကြဆင်းခဲ့ပါတယ်။ဒါပေမဲ့လက်ရှိပြည်တွင်းရွှေဈေးကကမ္ဘာရွှေဈေးနဲ့ရှင်ရင်တစ်ချက်သားကိုကျပ်တပေါင်းနီးပါးရောကြမှုရှိနေလို့ရောင်းနှန်းရွှေဈေးကမှရောင်းဝယ်ကပတ်မျှနေတယ်လို့ရောင်းနှန်းရွှေလုပ်ငန်းရှင်များအသင်းအထွေထွေတွင်းရမှုက DPP ကိုပြောပါတယ်။ဒီနှစ်ကတော့ခါတိုင်းဒီလိုဝါကျပွဲတော့ဒီကာလဆိုရင်ကျွန်တော်တို့တိုင်းနဲ့ပြည်နယ်အသီးသီးမှာကျွန်တော်တို့ပြရားပွဲများကျင်းပနေတဲ့အတွက်နေဝယ်လိုအားမြင့်တက်လေး နင်းတက်ခရှိပါတယ်ဒါပြင်ဒီနေ့မှာတော့ခရိုင်းတော့ကျွန်တော်တို့ဟိုရေးပြီးတင့်ထားတဲ့အတွက်တိုင်းနေပြီနဲ့တော်တော်များများရေးပြီးတင့်ထားတဲ့အတွက်တော်တော်များများတော့ရေနှစ်လောက်ဝယ်လို့အားတော့မများပါနဲ့လို့ဒီလိုပေါ်ဟာချက်ကြောင့်တပေါင်းလောက်ညွန်နေနေတဲ့အတွက်နိုင်ငံတကာဆွေစည်းနဲ့နိုင်ရှင်ပြည်ပြင်းစည်းကကတပေါင်းလောက်ညွန်နေနေတဲ့အတွက်အထုတ်တော့အထုတ်ပုံပုံများရတယ်ပြန်လဲဝယ် ဝဲနေတဲ့အတွက်ကျွန်တော်တို့မြတ်ကြီးတော့ရှိပါတယ်။နေပြင်းပြည်တွင်းရွှေဈေးကကမ္ဘာရွှေဈေးနှုန်းပေါ်မှုတည်နေတာကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့ပြည်တွင်းရွှေဈေးကအမြင့်တန်းမှာပဲဆက်လက်ရပ်တည်နေမယ်လို့သူကသုံးသပ်ပြောဆိုပါတယ်။ကျွန်တော်တို့ဒါတော့ကမ္ဘာရွှေဈေးကတော့နိုင်ငံတကာကျွန်တော်တို့ဘယ်နည်းရဲ့ currency ကျွန်တော်တို့လဲလဲလုံးနေရောနောက်နိုင်ငံတကာကျွန်တော်တို့ဟိုစည်ရည်တည်ငြိမ်မှုရှိမရှိပေါ်မှာကျွန်တော်မူတည်ပြီးတော့ဈေးနှုန်းက ကဘာစီရသွားနေတယ်ဒေါ်စီတော့စီရီးယားဟိုအခြေအနေရလဲကျွန်တော်တို့မငြိမ်းရတဲ့အတွက်ကဘာစီရတော့အများကြီးကြဆင်းပွေမရှိဘူးလို့ကျွန်တော်အနေနဲ့သုံးသပ်လိုက်ရတယ်မင်းများဆော့ဆော့ပြန်လဲကြဆင်းဖို့အရင်တပင်လို့တော့အရင်ဖြစ်ထားတဲ့ကျွန်တော်တို့အပင်လို့တော့အများကြီးကြဆင်းဖို့ကမရှိဘူးလို့သုံးသပ်လိုက်ရတယ်ရွှေရုံးလကားစီဘွက်ကြီးဖြစ်တဲ့ရန်ကုန်တိုင်းရွှေရောင်းဝယ်ရေးအသင်းမှတရက်ကိုပြင်းပြရွှေအချင်း ဆယ်ပိတ်တာနေပါရောင်းဝယ်ပုံမှန်ဖြစ်နေပြီမယ်။လက်ဝတ်အထည်ရောင်းချမှုရှိနေတဲ့ရွှေဆိုင်တွေမှာတော့အရောင်းထက်အထည်ပြန်လည်ဝယ်ယူမှုကအများဆုံးရှိနေပါတယ်ခင်ဗျာ။ကျွန်တော်တိုက်စင်သင်ပေးဖို့ထားတာပါ။